အလုံးမဲမိင်္ဂလာပါရှင်တီချဲကတော့ Grade 10 Chemistry ကိုတင်ပြပေးမယ်ဆရာမဖြစ်ပါတယ်အခုတီချဲတို့ Chapter 7ပေါ့နော် Air Water and Swine မှာဆိုရင်7.2က Water ပေါ့နော် ရေရဲ့အရေးပါပုံအကြောင်းလေးကိုတီချဲတို့လေ့လာကြည့်ရအောင် ကဲဒါဆိုရင်ရေကပေါ့နော် it is the components compound on that on this planet d teacher ကကဘာမှာဆိုလို့ရှိရင်ね components compound ဆိုတာက drop down နေအများဆုံးပါဝင်တယ်เนาะအပါဝင်တဲ့အရာဖြစ်ပါတယ် more than 70% of the earth surface is covered with sea water ကဘာကိုရေ80ရာခိုင်နှုန်းခန့်ကျော်ကျော်ကเนาะ sea water ဆိုတာကပင်လယ်ရေတွေနဲ့လွှမ်းခြုံထားတယ်ပြီးတော့ the land masses are dotted with rivers and lake เนาะ teacher land masses ဆိုတာကုန်းမြေတွေကိုအမှတ်တဲ့အခါမျိုးကြရင်เนาะဘာတွေနဲ့ လဲဆိုတော့မြစ်တီနော် lake ဆိုရဲကန်နီနဲ့ပဲဒီချာတို့သတ်မှတ်ထားတာတွေ့ရမယ်တဲ့မြစ်တီ lake တီကန်နီကနေပြီးပေါ့နော်ဒါကနေပေါ့ဟိုဒီချာတို့ကုန်းမြေတွေပေါ့အဲဒီဘိုင်းနေကကုန်းမြေဘိုင်းနေဆိုပြီးတော့ဒါတွေနဲ့ သတ်မှတ်ထားခြင်းဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုက it is vital to our existence and survival teacher တို့တရှိနေဖို့အတွက် survival ဆိုတာကအသက်ရှင်နေထိုင်နိုင်ဖို့အတွက်အဓိကကဏ္ဍအနည်းငယ်ပါဝင်တယ်ဘာကြောင့်လဲဆိုတော့ because it is one of the main constituent in all living organism all living organism ဆိုတာတရှိတတ္တဝါအားလုံးအတွက်အဓိက constituent ပါဝင်ပတ်ပစ္စည်းတစ်ခုအနည်းငယ်ဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်တဲ့ဒါကြောင့်မို့လို့လဲ teacher တို့ရေအသက်ကတမနဲ့ထမင်းအသက်9ရက်ဆိုပြီးတော့ရှိရကြားပူပါလိမ့်မယ် ကဲနောက်တစ်ခုကကျတော့ human bones တွေပေါ့နော်တီချာတို့ရဲ့လူတွေရဲ့အရိုးတွေထဲမှာဆိုရင်တရားမှာဆိုလို့ရှိရင်31 percent ပေါ့နော်32ရာခိုင်နှုန်းလောက်ခန့်ကြီးကပါဝင်ရမယ် kidney 6ကတ်မှာဆိုရင်82 percent blood သွေးထဲမှာဆိုရင်တော့90 percent ပါဝင်ပါတယ်တဲ့ easy to pollute တကြရိုးကိုလွယ်လွယ်နဲ့လဲသူကပါလို့လဲ pollute ဖြစ်နိုင်နေဆိုတာကအာညစ်ညမ်းစေနိုင်နေပေါ့เนาะဘယ်လိုမျိုးကြောင့်လဲဆိုတော့ many chemical substances are soluble เนาะမြောက်များစွာသောဓာတုပစ္စည်းတွေကအလွယ်တကူပျော်ဝင်နိုင်တဲ့အတွက်ကြောင့်မလို့အလွယ်တကူညစ်ညမ်းနိုင်နေဒါကြောင့်မလို့ removing pollutants အဲ့ဒီ pollutants တွေကိုပေါ့เนาะညစ်ညမ်းစေတဲ့အရာတွေကိုဖယ်ထုတ်မယ်ဆိုရင်တဲ့ require လိုအပ်ပါတယ်တဲ့ enormous expenditure ဆိုတာကเนาะလုံလောက်တဲ့ပမာဏเนาะဟိုဈေးကြီးတယ်ပေါ့ကွာဓာတ်တွေကိုဖယ်ထုတ်ဖို့အတွက်ဆိုလို့ရှိ င်ရင်ဟမ်ဈေးဟိုပလူတန်စီဖယ်ထုတ်ဖို့အတွက်ဆိုရင်တော့ဈေးအများကြီးကုန်ကြစီအများနိုင်ပါတယ်လို့ပြောထားတယ်။ဒါကြောင့်မလို့ဒီချယ်ရိုကပလူတန်စ်မဖြစ်အောင်ဘလို့မျိုး aware လုပ်ရမလဲနော် aware of this important of good နော် good safe drinking water နော်တောက်သုံးရေကနော်အော်စိတ်ချရတဲ့ဟာပို့ ကင်းစင်တဲ့အရာတွေဖြစ်ဖို့အတွက်လည်းအရေးပါတယ်ပြီးရခါကျ prevention for water pollution ရေတွေညဉ့်ဉန်းချင်းကနေပြီးတော့လည်းကာကွယ်ဖို့အတွက် teacher တို့အသိတညာတွေရှိဖို့လိုအပ်ပါတယ်တဲ့ကဲဒီအားတော့ပုံလေးနဲ့ပုံအားတော့ water contains at the part of the human body လူရဲ့ခန္ဓာကိုယ်မှာပါဝင်နေပေါ့နော်အာရေရဲ့ ဘလောက်ရာဂိုင်နှုန်းထိပါဝင်နေဆိုတော့ organs လေးတွေအကြောင်းကိုထုတ်ဖော်ထုတ်ပြထားခြင်းဖြစ်ပါတယ်။အဲ့မှာဆိုရင် teacher brain မှာဆို83%ပေါ့နော် kidney ကြောက်ကတ်ဆိုရင်83% lens အဆုံးမှာဆို85%လောက်လို့အပ်တယ်။အဲ့လိုပဲ eyes မှာကြတော့မျက်စိမှာကြတော့ teacher တို့95% heart နှလုံးက75%နဲ့ muscle ကြွက်သားတွေမှာကြတော့75%လိုအပ်ပါတယ်။ဒါဆိုရင်သွေးထဲမှာကတော့94ရာဂိုင်နှုန်းပေါ့နော်94%လိုအပ်ပါတယ်။ဒီမှာဆိုရင်အမျိုးသမီးတွေအတွက်ဆိုရင်တော့ up to 60%ပေါ့နော်60ရာဂိုင် ုင်နှုန်းနဲ့အထက်လိုအပ်ပြီးတော့အမျိုးသားတွေအတွက်ကကြတော့65% 65ရာခိုင်နှုန်းအထက်လိုအပ်ပါတယ်ကဲနောက်တစ်ခုက teacher တို့ဒီပေါ်တော့ရေကိုတောက်သုံးခြင်းဖြင့်ဘလို့အကျိုးကျေးဇူးတွေရရှိမလဲ benefit of drinking water အဲ့ဒီမှာဆိုရင် teacher တို့အကျိုးကျေးဇူး၈ချက်ပေးထားတယ်เนาะ clear skin ဆိုတာအသားရေတွေကြည်လာမယ်เนาะပြီးရဲ့ခါကျတော့ energy boost เนาะ teacher တို့ဆွမ်းအင်တွေကိုမြင့်တင်ပေးနိုင်တယ် weight loss ပြီးတော့ ကျတော့ခန္ဓာကိုယ်အလေးချိန်ဒီကို short ချပေးမယ်ပြီးတော့ good mood ကောင်းမွန်နေပေါ့နော်ခံစားချက်တွေဖြစ်လာစေမယ် productivity boots ပြီးတော့ကောင်းမွန်တဲ့အကျဉ်းဉာဏ်တွေပေါ့နော်အထွက်လာဖို့အတွက်လည်းသူကပေါ့နော်မြင့်တင်ပေးတယ်ပြီးတော့ healthy heart ဆိုတာကဒီကျတော့နှလုံးကျန်းမာလာစေမယ် aiding digestion အစာခြေပြတ်တဲ့နေရာမှာဆိုရင်လည်း aiding ဆိုတာကကျတော့အထောက်ကူပေးတယ် preventing constipation ဆိုတာကဒီကျတော့ဝမ်းချုပ်ခြင်းတွေကနေပြီးတော့လည်းကာကွယ်ပေးပါတယ် ကဲဒါဆိုရင်ဒီချရိုပေါ့နော်ပထမပိုင်းဖြစ်တဲ့ A ပေါ့နော် occurrence of water ရေကိုတွေ့ရှိရတဲ့နေရာတွေအကြောင်းကို ပြောထားပါတယ်။အဲ့မှာဆိုရင် most abundant substance on the earth surface ကမ္ဘာမျက်နှာပြင်မှာဆိုလို့ရှိရင်အရာဝတ္ထုတွေအမြောက်များစွာပေါ့နော် abundant ဆိုပေါ့များစွာတွေ့ရတယ်။100% water that cover the earth surface အဲ ကဘာရဲ့မျက်နှာပြင်ပေါ့နော်တရားရာခိုင်နှုန်းခန့်လောက်ကရေဒီနဲ့လွှမ်းခြုံထားတယ်လို့ပြောထားတယ်အဲ့ဒီမှာဆိုရင်ဘယ်လိုမျိုးလဲဆိုတော့ sea water က97နော်97.5%ဖြစ်ပြီးတော့ fresh water နော်အာ fresh water ရေချိုပေါ့နော်ရေချိုတွေကကျတော့2.5%ဖြစ်ပြီးတော့ ice cap and glacier ဆိုတာကဒီထက်ရောဟိုရေခဲတောင်တွေပေါ့နော်ရေခဲတောင်တွေရေခဲချက်လွှာတွေကကျတော့1.97%လောက် လွှမ်းခြုံထားပါတယ်တဲ့အဲ့ဒီမှာမှနောက်ထပ် ground water မြေအောက်ရေက0.5%ပြီးတော့ lakes and river ကန်ဒီနဲ့မြစ်ချောင်းနေရာကြတော့0.02%နဲ့ and swine moisture မှ moisture ဖြစ်တဲ့ဟာကြတော့ရေနော်အဒီမြေစီလာဆူဆူမှုကကြတော့0.01%ဖြစ်ပါတယ်တဲ့ဒါကတော့ပေါ့နော်ကမ္ဘာမြေပြင်မျက်နှာပြင်ကို100%ဆို water နဲ့လွှမ်းခြုံထားတယ်ဆိုတဲ့အကြောင်းအရာကို sea water ဆိုရဲနော်ပင်လယ်ရေတို့ fresh water ရေကြို ice cap and glacier ားဆိုတာကကြတော့ရေခဲတောင်ကြီးနဲ့ပေါ့နော်ပြီးတော့ ground water မြေအောက်ရေ lakes and river and swine water ဆိုတော့အာမြေစည်းလွာဆူဆူမှုတွေနဲ့သူကအသေးစိတ်တစ်ချက်ချင်းစီဖော်ပြထားတာဖြစ်ပါတယ်။ကဲနောက်တစ်ခုကကြတော့ teacher တို့ pure water ပေါ့နော်တန့်စင်တဲ့ရေတွေရတဲ့ cannot be found in nature တဘာဝမှာတန့်စင်တဲ့ရေဆိုပြီးတော့မတွေ့နိုင်ပါဘူးတဲ့။ဘာကြောင့်လဲဆိုတော့ရှေ့မှာလည်းပြောထားပြီးသားလေသူကအရန်ကို chemical substance တွေပါဖြစ်တာလေပျော်ဝင်တဲ့အတွက်ကြောင့်မို့လို့ဟုတ်ပြီနော် easy to pollute လို့ပြောထားတယ်ဟုတ်တယ်နော်။သူကညဉ့်ဉန်းဖို့အတွက်လွယ် ကူပါရယ်ဒါကြောင့်မို့ natural water တဘာဝရေရတဲ့ doesn't exist in a natural state neutral state neutral state natural water doesn't exist in a neutral state တဘာဝပေါ့နော်ရေတွေကကြတော့ doesn't exist ဆိုတာကကြတော့မတရှိနိုင်ပါ in a neutral state ဆိုတာကဓာတ်ပြဲတဲ့အခြေအနေမျိုးနဲ့မရှိနိုင်ပါဘူးတဲ့ ကဲဒါလီကတော့ဒီချရခုနာကပြောသွားရဲပေါ့နော်အချက်ကလေးတစ်ချက်ချင်းစီမှာဆိုရင်ဒါက Red Lake of Chin State ပေါ့နော်ဒီချရမြန်မာနိုင်ငံရဲ့ပေါ့နော်အပေါ်ပိုင်းမှာရှိရဲ့ချင်းချင်းပြည်နယ်မှာရှိရဲ့ Red Lake ပေါ့နော်အဲဒါပုံရေကန်ကိုပြောထားတဲ့ပုံလေးပေါ့နော်နောက်တစ်ခုကကြတော့ဒါ Glacier ကြတော့ခုနာကရေခွဲလာပါပြီပေါ့ Ice Cap တဲ့ဟုတ် Red ရေကန်ရေကန်ဟုတ်အဲဒါပုံ Red ရေကန်ဟုတ်အဲဒါပုံ Red ရေကန်ဟုတ်ကဲ့ဒါကတော့ဒီချရ နော်ချင်းစတိတ်ကမြန်မာပြည်အထက်ပိုင်းမှာရှိရဲပေါ့နော်ချင်းပြည်နယ်မှာရှိရဲရီရေကန်အကြောင်းလေးကိုပေါ့နော်ပြထားတဲ့ပုံလေးဖြစ်ပါတယ်ဒီဘက်ကကြတော့ glacier ဆိုတာကရေခဲချက်လွာတွေပေါ့နော်အဲ့ဒါကကြတော့ melting glacier in the art pool since 1995ပေါ့နော်1995တုန်းကအာနော်ဟို melting ပေါ့နော်အရေးပြောထားတဲ့ပုံလေးကိုပြသထားခြင်းဖြစ်ပါတယ်ကဲ ောက်တစ်ခုကကြတော့ occurrence of water ခုနကအပိုင်းမှာပဲတချို့ရိုးရေတွေကို အမျိုးအစားတွေပေါ့နော်ခွဲပြီး rain water rain water ဆိုတာမိုးရေပေါ့နော်မိုးရေကတော့တချို့ pure red form ဆိုတာကအတန့်စင်ဆုံး လို့ပြောထားတယ်။ဘာဖြစ်လို့လဲဆိုတော့ dissolve oxygen and carbon dioxide ။ဒါပေမဲ့ပြော respond ပြီးမဲ့သူ့ထဲမှာ oxygen နေနဲ့ carbon dioxide တွေပျော်ဝင်နေပါတယ်။ပြီးတော့ dirt ဖုန်ဖုန်နေလဲပါဝင်နေတယ်။ပြီးတော့နောက်တစ်ခုက dissolve carbon dioxide makes slightly acidic carbon dioxide ပျော်ဝင်တဲ့အတွက်ကြောင့်မလို့သူကအနည်းငယ်မြ acidic ဆိုတော့เนาะ slightly acidic တော့ဖြစ်ပါတယ်ဒါကြောင့်မလို့ဒီချာတို့အခုနောက်ပိုင်းစိတ်ရုံအလုံးယုံရှိရဲ့နေရာမျိုးတွေဆိုရင် rain water ပေါ့เนาะမိုးရေကိုတချို့ဆိုရင်အာဟိုလိုပေါ့ hot water ရတဲ့နေရ ရာမျိုးတွေပေါ့ဥမာတွင်းရေပေါ့အောက်ကနေပြီးတော့ဟိုထုံးရေကြီးရတဲ့နေရာမျိုးတွေဆိုရင်ရေတန့်ကိုတောက်ချင်တဲ့အခါမျိုးကျရိန်ဝါတာမိုးရေကိုခံရတယ်မိုးရေကိုဆင်းအိုးကြီးတွေနဲ့ခံရတာတွေ့ဘူးပါလိမ့်မယ်ကြားဘူးပါလိမ့်မယ်အဲ့မှာဆိုလို့ရှိရင်တချို့ဒါပေမဲ့စိတ်ယုံအလုံးယုံပေါများတဲ့နေရာတွေမှာကျတော့အဲ့မိုးရေကိုခံပြီးတော့ ောက်သုံးလို့မသင့်တော့ဘူး။ဒါကြောင့်လည်းဒီလိုမျိုး slightly acidic ပေါ့နော် acid အနည်းငယ်မျှပါဝင်တဲ့အတွက်ကြောင့်မလို့ဒါဒီနော်သူကတော့ပြောထားတာတော့ pure rest form လို့ပြောပြီးမြင်ဒီလိုကာဗွန်နာအောက်ဆိုက်တွေဓာတ်ငွေ့တွေပျော်ဝင်နေတဲ့အတွက်ကြောင့်မလို့ pure rest form မဖြစ်နိုင်ပါဘူး။ကဲနောက်တစ်ခုကကြောင့်ကျမကြီးနဲ့လည်းမညီညွတ်ဘူးပေါ့နော်။ကဲနောက်တစ်ခုက river water မြည်ရည်မြည်ရည်ကကြတော့ some dissolved gases and solid dependent upon soil ဟုတ်ပြီနော်ဘယ်ပေါ်ဒီမှာမူတည်နေလဲဆိုတော့ teacher တို့ကအခုတချို့ ပေါ့နော် river water တွေမှာဆိုလို့ရှိရင်เนาะ gas တွေဓာတ်ငွေတွေဘာဖြစ်လဲပျော်ဝင်နေမယ်ပြီးတော့နောက်တစ်ခုကကြတော့ညည်းစီလွားပေါ်မှာမူတည်ပြီးတော့ပေါ့နော် upon depending upon soil ဆိုတာညည်းစီလွားပေါ်မှာမူတည်ပြီးတော့အစာခဲတွေပျော်ဝင်နေမယ်ဥပမာညည်းစီလွားပေါ်မှာမူတည်ပြီးတော့ဘလို့အစာခဲမျိုးတွေလဲဆိုတော့ဟိုတီချာတို့စက်ရုံလုံးရုံကြီးကထွက်တယ်ပေါ့နော် sea wash တွေပေါ့အဲ့ကနေပြီးတော့ထွက်လာတဲ့ဟာတွေကနေပြီးတော့တီချာကမြစ်ထဲကို အကောင်လုံးစွန့်ပစ်တယ်ပေါ့နော်စွန့်ပစ်တဲ့အခါမျိုးကြရင်ဒီထဲမှာမျိုးစုံသော chemicals တွေပျော်ဝင်နေမယ်ဒါကြောင့်မို့လို့ဒီကျတော့ကဒီမြည်ရရလဲမတန့်စင်ပါဘူးဟုတ်ပြီနော် it is it possesses တဲ့သူကအဲ့ခုနကပြောရဲပေါ့နော်ဒီချက် IT it ဆိုတာခုနကတော့ many chemical substances တွေပေါ့နော် possesses ဆိုတာအစီစင်းနဲ့စီစင်းနဲ့အတွက်ကြောင့်မလို့ amphic to drink တောက်သုံးရင်မသင့်တော့ပါဘူးတဲ့ကဲဒီမှာတော့ဥပမာအနေနဲ့ဒီချက်ကတော့ Ayawari River ကိုပြောမယ်ပေါ့နော် Ayawari River ကတဲ့ is the lifeline of Myanmar and majority of countries population is dependent on the river for their living နော်အော်ဒီချက်တို့အဲ့ပေါ့နော် Ayawari မြစ်ကြီးကိုပဲမူတည်ပြီးတော့ဒီချက်တို့လူသားအဲ့နော်မြန်မာနိုင်ငံက ရှိတဲ့လူတွေဆိုလို့ရှိရင် ARV မြစ်ကိုအမိပြုပြီးတော့ပဲနေထိုင်ရတယ်။ဒါပေမဲ့တောက်သုံးရံအတွက်တင်ဒေါ်လာမတင်တော့ဆိုင်ပြိုးရီတို့တခြားသောလုပ်ငန်းတွေအတွက်ပဲပေါ့နော်။မွေးမြူရေးပြီးတော့အခါကျတော့ teacher တို့ငါဖန်းတဲ့လုပ်ငန်းတွေဒါမျိုးတွေနဲ့ပဲ teacher တို့ကအတက်မွေးဝမ်းကြောင်းပြုလုပ်ရတယ်ပေါ့။ဒါပေမဲ့အဲ့ဒီမှာတော့တောက်သုံးရံတင်ဒေါ်လာမတင်တော့ပါဘူးတဲ့။ကဲနောက်တစ်ခုက sea water sea water ကကြတော့ rain water finally flow into the sea เนาะ rain water ဆိုတာခုနကပြောတဲ့ teacher တို့ပေါ့เนาะမြစ်ရေတွေเนาะခုနက river water တွေကနေပြီးတော့မှနောက်ဆုံးမှစီးဆင်းလာ into the sea ပဲတဲ့ကိုလေပင်လယ်ထဲကို စီးဆင်းမယ်ဟုတ်ပြီเนาะအဲ့မှာဆိုတော့ထောက်လျှောက်ဓာတ်တွေပါလာပြီလေ teacher တို့ sea เนาะအော်မတန့်စင်တဲ့အရာတွေပေါ့เนาะ many chemical substances တွေပါလာပြီဒါကြောင့်မို့လို့ sea water ဒီလေ sea water မှာဆိုရင်အများဆုံးတော့ဟုတ်ပြီเนาะ drop down တွေအများစုပါဝင်နေတဲ့နေရာမျိုးဖြစ်ပါတယ်ပြီးတော့ဒီမှာဆက်ပြောထားတယ် contains various solvents of oh အမျိုးမျိုးသောเนาะပျော်ဝင်နေနိုင်တဲ့ SARS တွေပါဝင်နေပါတယ်တဲ့ဘယ်လောက်ခန့်ရှိလဲဆိုတော့ about 3.5%လောက်ပါဝင်နေပါတယ်တဲ့ ါကတော့ teacher ပုံလေးတွေကတော့ the eawari river ပေါ့နော်ဒါက eawari မြစ်ကလေးကို teacher အပေါ်ကနေပြီးတော့အပေါ်စီးကနေရိုက်ပြထားခြင်းဖြစ်ပါတယ်ကွိကွိကောက်ကောက်နဲ့ခုနကပြောသွားတဲ့အချက်ကလေးကိုလည်း teacher ပြောခြင်းနဲ့ပေါ့နော် river and lake တွေကပါလို့လဲဆိုတော့ land masses တွေက adapted လုပ်တယ်လို့ပြောရတယ်နော် adapted လုပ်တယ်ဆိုတော့ဒီလိုမျိုးပေါ့ဒီဘက်ချမ်းမြစ်တွေကကွိကွိကောက်ကောက်လေးဖြစ်သွားအော်ဒါဒီဘက်ချမ်းတွေကကုန်းမြေတွေဆိုပြီးတော့သတ်မှတ်ခြင်းဖြစ်ပါတယ်ကဲနောက်တစ်ခုကကြတော့ဒီဘက်ကကြတော့ water pollutants ဖြစ်တာတွေပေါ့နော်ဟို chemical ကိုပြရင်ဟိုမြင်ခြင်း င်မမြင်မဲ့ဒါကြောင့်မို့ဒီမှာဆိုရင်ဒီကျတော့အမြင့်တွေတဲ့ကိုအမိုက်တိုက်တွေပစ်ချတယ်ဥမာဆိုပါဆိုအခုဆိုရင် collecting plastic material at the river ဆိုတာဒါကကြောင့်မြစ်ထဲမှာ plastic material တွေပေါ့နော် plastic border တွေလည်းပါမယ်เนาะတခြားသောအမျိုးစုံပေါ့နော်မုတ်ထုပ်တွေအမိုက်တိုက်တွေအကုန်လုံးကို plastic နဲ့ပြုတ်လုထားတဲ့အမိုက်တိုက်တွေပေါ့နော်မြစ်ထဲမှာပစ်ချထားတယ်အဲ့ဒါတွေကိုလှေငယ်လေးတွေနဲ့ပေါ့နော် recycle ပြန်လုပ်လို့ရတဲ့အရာတွေကိုလိုက်ကောက်ယူနေတဲ့ပုံလေးဖြစ်ပါတယ် ်ဒါကတော့ teacher တို့ sea water ပေါ့နော် sea water ကတော့ gang တွေဒီဒါတို့တမျိုးသွားရင်တော့မြင်မှုပါပါကဲနောက်တစ်ခုက ocean water ocean water တော့ဟိုးအနက်ကြီးထဲမှာပေါ့နော်ဒါကတော့ပုံလေး Google ကနေရှာပြီးတော့ထည့်ပေးထားတယ်ပုံလေးတွေဖြစ်တယ်ကဲနောက်တစ်ခုနံပါတ် B ဒုတိယပိုင်းပေါ့เนาะအဲဒါကကြတော့ဗာပြောလဲဆိုတော့ the unique properties of water ရေရဲ့ပေါ့เนาะအာဂုံတတ္တိရဲ့အကြောင်းပေါ့เนาะအချက်6ချက်နဲ့သွားမယ်ပေါ့เนาะ နံပါတ်1 pure water pure water ကကြတော့ဒီချာတို့တန့်စင်တဲ့ရေကားတဲ့ thin layer ဆိုတာပါတယ်ပေါ့နော်ပါလွားတဲ့အလွာလေးရပြီးတော့ clear transparent and colorless liquid ကြည်လင်းတဲ့ transparent ဖောက်ထွေးမိမြင်နိုင်တဲ့ colorless liquid ဆိုတာကအရောက်မရှိတဲ့အရေမျိုးဖြစ်ပါတယ်တဲ့ thick layer ကကြတော့ထူထပ်တဲ့ layer ရှိရဲ bluish color သူကကြတော့အပြာရောင်เนาะအပြာရောင်ဖြစ်နေပါတယ်တဲ့ကဲနောက်တစ်ခုကကြအ Teacher တို့ခွဲလို့ရတာပေါ့ဒါဒီ thick layer လားဒါ thin layer လားဆိုတာကိုသိတာเนาะကြည်ရနဲ့ကဲ number 2ကကြတော့ freezing point of water is 0 degree celsius ရဲ့32 degree fahrenheit တဲ့ဒါ Teacher တို့ freezing အေးခဲ့တဲ့အပတ်ရေရဲ့အေးခဲ့တဲ့အမှတ်ကတော့0 degree celsius ဖြစ်တဲ့ fahrenheit အနေနဲ့ကြည့်မယ်ဆိုရင်32 degree fahrenheit boiling point boiling point ကကြတော့ teacher တို့ of water at 1 atmosphere is 100 degree celsius 1 atmosphere is 100 degree celsius ဆိုတော့ teacher တို့သူ့ရဲ့ရေစုမှတ်ကတော့တဲ့เนาะလေလူ1 atmosphere မှာဆိုရင်100 degree celsius မှာသွားရေစစုပါတယ်212 degree fahrenheit ဒါကတော့ teacher တို့ရှေ့ခန်းဒီမှာလည်းပြောထားပြီးသားပါကဲနောက်တစ်ခုက၃ကကြတော့ water has a greater specific heat capacity than almost any other liquid ရေကကြတော့တခြားသော liquid တွေထပ်ပို့ပြီးရော greater specific heat capacity เนาะသူ့ရဲ့အပူစမ်းရင်ကပို့ပြီးရောဘာဖြစ်လဲညားပါတယ်တဲ့ဒါကြောင့်မလို့ teacher တို့ရေနွေးတွေတဲတဲ့အခါကျရင်ဘာဖြစ်လဲရေနွေးဥမာဆိုပါဆိုအခုနောက်ပိုင်းဆိုရင်တော့အရန်ညံနေ3မိနစ် over ဘာလို့ပေါ်လာတော့ပိုတော့တိတာတည်တယ်ဟုတ်လားသူက heat capacity ပို့ပြီးရော အတိတိကျကျနဲ့ပေါ်နိုင်တဲ့အတွက်ကြောင့်မလို့ပေါ့နော်။မြ мян လေးစူလွဲရတယ်ပေါ့။ဒါကိုပြောချင်တာပါ။ကဲနောက်တစ်ခုက4ကကျတော့ water decrease in density when it freezes ။ကြီးတွေက decrease in density သူကဘာဖြစ်လဲတိတ်သီးစကားဒီ creek ဆိုတာရောကြတယ် when it's freaks ဘယ်ချိန်မှလဲအေးအေးခဲလိုက်တဲ့အခါမှာဆိုရင်တိတ်သီးစကားရောကြသွားပါတယ်တဲ့ number b5 which decrease in temperature at temperature အပူချိန်ရော့သွားမယ်ဆိုရင်တဲ့ most substances diminish in volume အာအရာဝတ္ထုအများစုပေါ့နော်အများစုကရဲ့အများစုရဲ့ဒုတွေကလည်းညှော်နေသွားမယ် enhance increase in density အာ တိတ်သီးစားကတော့ဘာဖြစ်လဲတိုးသွားပါမယ်တဲ့ however သို့တော်ညာလဲတဲ့ water has the very unusual property of having a temperature သူ့မှာတော့ရေမှာတော့တဲ့သူ့ရဲ့ကုန်သတ်တီးကတော့အပူချိန်ကတော့အပူချိန်ကြီးကဘယ်လိုမျိုးရှိလဲဆိုတော့ at which is density is a maximum အဲ့ဒီတိတ်သေးစားကတော့ဘာဖြစ်မလဲဆိုတော့ maximum အများဆုံးဖြစ်ပါတယ်တဲ့ဘယ်လို temperature မျိုးမှာလဲ this temperature is 3.98 degree celsius or 4 degree celsius to the nearest degree and เนาะ degree အနည်းဆက်ဆုံးကတော့3.98ပေါ့เนาะ3.98 degree celsius နဲ့4 degree celsius ဖြစ်ပါတယ်တဲ့အပူချိန်ရဲ့เนาะအနည်းဆက်ဆုံး degree က ကဲနောက်တစ်ခုကကြတော့တီချာတို့နံပါတ်6 water is regarded as the most universal solvent ရေကိုဘာလို့သတ်မှတ်လဲဆိုတော့เนาะ most universal solvent ဆိုတာကဘတ်စုံသုံးဖြောရေဆိုပြီးတော့သတ်မှတ်ပါတယ် because အဘဲကြောင့်ဆိုတော့ it dissolves almost all substances ဟုတ်ပြီเนาะလက်အဲ့ရေထဲမှာကျတို့ dissolve ဆိုတာပျော်ဝင်နေ almost all substances ဆိုတာအရာဝတ္ထုအလုံးနီးပါးပျော်ဝင်နိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ် to a greater or lesser extent သူတို့ရဲ့ဘာဖြစ်လဲပမာဏများမှု နည်းမှုပေါ်မှာမူတည်ပြီးတော့အရာဝတ္ထုအလုံးပျော်ဝင်တယ်လို့ပြောတဲ့အတွက်ကြောင့်မလို့ရေကို most universal solvent ဗတ်ဆောင်သုံးဖြောရည်အဖြစ်အသုံးပြုခြင်းဖြစ်ပါတယ်ကဲဒါကတော့ခုနကပြောထားရဲပေါ့เนาะတင်းလေယာနဲ့တစ်လေယာလေးကိုပြထားတဲ့ပုံလေးဖြစ်ပါတယ်တင်းလေယာကြတော့ teacher ဘာပြောလဲ clear transparent and colorless liquid ပေါ့เนาะအရာမရှိဘူးပြီးရဲ့ခါကြတော့ဖောက်ထွင်းမြင်နိုင်တဲ့ကြည်လေးနေတယ် thick layer ကြတော့ bluish color အပြာရောင်ပေါ့เนาะလုံးဝကိုရှိနေတယ် ကဲနောက်တစ်ပိုင်းစီက hardness of water ဒီချက်ရရေတွေကိုမျိုးစားခွဲခြားတော့မယ် hardness ဆိုတာကကြတော့ဒီချက်ရဘလောက်ရေဆေးလဲပေါ့နော် the water you drink contains some dissolved solid and water ဟုတ်ပြီနော်ဒီချက်ရတောက်နေရရေဒီမှာဆိုရင်တဲ့ဘာဖြစ်လဲ some dissolved solid and gas အဲစိုက်ခဲအချို့နဲ့ gas အချို့တွေပါဝင်နေပါမယ်တဲ့ these dissolved material usually are not harmful and can ဟုတ်ပြီနော်တချို့အဲ့ပါဝင်နေတဲ့အရာတွေကအန်ဒီရယ်မရှိနိုင်တဲ့အရာတွေလည်းဖြစ်သလိုနော်အန်ဒီရယ်ဖြစ်စေနိုင်တဲ့အရာတွေလည်းရှိပါတယ်တဲ့ in fact အထူးကြပြောရမယ်ဆို be good for you ဒါပေမဲ့အကောင်းဆုံးကတော့ဘာဖြစ်တာလဲနော်ရေတောက်ချင်းကတော့အကောင်းနော် be good for you ကျွန်တို့တို့အတွက်အကောင်းမွန်တဲ့အရာတစ်ခုဖြစ်ပါတယ်တဲ့ where do they come from အဲ့လိုမျိုးပေါ့နော်ဒီဒါဆိုရင်တီချာတို့ဒီရေတွေကဘယ်ကနေပြီးတော့လာလဲဟုတ်ပြီနော်လိုရရှိလဲအဲ့ဒါကိုသွားမိခွန်းလေးထုတ်ထားရတယ်။ပြီးတော့ rainwater dissolve carbon dioxide as it fall through the atmosphere ဟုတ်ပြီနော် rainwater နော်မိုးရေကတဲ့ dissolve carbon dioxide carbon dioxide တွေပျော်ဝင်နေတဲ့မိုးရေက as it fall through the atmosphere လေထုထဲကနေပြီးတော့မှတီချာတို့ဘာလဲ ရွာကြတယ်ပေါ့နော်မိုးရွာတာကိုပြောတယ် fall ဆိုတာကြရတယ်အဲ့ခါကျတော့ carbon dioxide တွေက react with water to produce acid carbon dioxide နဲ့ရေနဲ့ဓာတ်ပြုတ်လိုက်တဲ့အခါမှာ to produce acid ဆိုတာဘာထွက်လာလဲ acid ဖြစ်လာတယ်တဲ့အဲ့တော့ဘလို acid မျိုးလဲဆိုတော့ carbonic acid ဆိုရင် carbon dioxide အဲ့မှာဒီမှာဆိုရင် equation လေးရေးထားပါတယ် carbon dioxide plus water reversible reaction ပေါ့နော်ဒါဆိုအပြန်အလှန် reaction carbonic acid ဒါကတော့ CO2 gas plus H2O liquid reversible reaction H2CO3 ပေါ့နော် aqueous ဖြစ်သွားတယ်ဟုတ်ပြီနော် carbonic acid ဖြစ်လာတယ်ကဲနောက်တစ်ခု rock contains set limestone ဟုတ်ပြီနော် limestone နေပါဝင်နေเนาะဘယ်မှာလဲဆို rock ကြောက်တုံးနေမှာပေါ့နော်ကြောက်ဆောင်နေကြောက်တုံးနေမှာဆိုရင်အဲ limestone လို့ပြောရဲ calcium carbonate တွေပါဝင်ပါတယ် and dolomite လို့ပြောရဲ calcium magnesium and carbonate CaMgCO3 twice เนาะ dolomite တွေပါဝင်ပါတယ် အဲ့မှာဆိုရင်တီချာတို့ we exit ပေါ့နော် we exit အကြောင်းပြောတယ် we exit အားပြောတဲ့ acid တွေကဆိုရင် rain attack these rocks အဲ့ဒီခုနက rock ပေါ့နော်ကြောက်ဆောင်နေကြောက်တုံးနေကိုဘာလို့လဲမိုးရွာခြင်းဖြစ်ပေါ့နော်တိုက်စားလာတယ်ပေါ့တဖြည်းဖြည်းနဲ့ slowly dissolve them တဖြည်းဖြည်းနဲ့ဘာဖြစ်တာလဲနားဖြည်းညင်းစွာပျော်ဝင်လာတယ် to form ဖြစ်လာပြီးတော့ calcium and magnesium hydrogen carbonate calcium နဲ့ magnesium hydrogen carbonate တွေဖြစ်ပေါ်လာပါတယ်အဲ့တော့ calcium carbonate plus carbonic acid equals to ူကယ်ဆီယမ် reaction ပေါ့နော် reaction ဖြစ်သွားတယ်ဖြစ်တဲ့အခါမှာကယ်ဆီယမ် hydrogen carbonate ဒါကတော့အောက်ကတော့ formula လေးကတော့ကျွန်မပြောပြတော့ဘူးเนาะကဲနောက်တစ်ခုကကြတော့ sam rock အချို့သော rock တွေကတဲ့ may contain gypsum gypsum နေပါဝင်နေတဲ့ gypsum ဆိုဘာလဲဆိုတော့ calcium salivate CaSO4.2H2O ဒီဟာလေးတွေတော့မှတ်ထားပြီเนาะနောက်တစ်ခုက anhydrous anhydrous ဆိုရဲ anhydrous ပေါ့เนาะရေမပါတဲ့ဘာဖြစ် CaSO4 calcium salivate တွေပါမယ် or ဒါမှမဟုတ် kisarite ဆိုရဲ mg CSO4.H2O ပေါ့နော်ဒါရေးပါတဲ့အရာပေါ့နော်စားတစ်မျိုးပဲပေါ့အဲ့စားတွေပါဝင်ပါတယ်ပြီးတော့ which are springly soluble in water သူကရေထဲမှာเนาะ springly soluble ဆိုတာကခုနက slightly soluble လို့ပဲအနှဲငယ်မျှတာရင်ဘာဖြစ်လဲပြောဝင်နေတဲ့ the presence of any of these dissolved sulfate or hydrogen carbonate အဲ့ဒီเนาะပျော်ဝင်နေတဲ့ sulfate သို့မဟုတ်เนาะ hydrogen carbonate တွေကပါဝင် ပါဝင်နေခြင်းကတဲ့ causes the water to become ဘာကိုဖြစ်စေလဲဆိုတော့ hot ရေကိုစေးစေပါတယ်တဲ့ဒီမှာဆိုရင် ပုံလေးမှာတော့ hot water ကို hot water ပေါ့เนาะပြထားတဲ့ပုံလေးပါအဲ့ဒီမှာဆိုရင် teacher တို့မြားလေးနဲ့ပြထားတယ် soft ကနေ hard ကိုသွားတာ zero ဆိုလို့ရှိရင် teacher တို့က soft ွားရေတွက်ပေါ့နော်ရေတွက်ဖြစ်တဲ့တဖြည်းဖြည်းနဲ့ဘာဖြစ်သွားလဲအယောင်လေးတွေလိုက်ပြထားတယ်နောက်ဆုံး425မှာကျတော့ hard ဆိုတာရေစေးသွားတယ်အဲ့တော့ဒီမှာ hard water မှာဆိုရင်ဘာတွေပါလဲဆိုတော့ calcium တို့ iron တို့ဒါမျိုး magnesium ဂနီဆီယမ်တို့ပါနေတဲ့အကြောင်းအရာလေးကိုပြသထားခြင်းဖြစ်ပါတယ်။ PPM ဆိုတာကတော့နောက်မှာထပ်ပြီးတော့เนาะ teacher တို့ရှင်းပြပါမယ်။